န္တာတိကတိုက်ကိုဇယိတ်စကကြီးမားတဲ့အလဲပတ်ခရီးစဉ်တွားရောက်ခဲ့သူဒုသမရတအူကိုအီရန်သမရကယာဒုကနေ ထုတ်ပယ်ခဲ့ပါတယ်။သမရပဇက်ခန်ကဒုသမရဒါဘီရီကိုယာဒုကထုတ်ပယ်ဖို့ဧပြီ5ရက်နေ့မှာဓာတ်ရိုက်အမိန့်ပေးညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါဘီရီရဲ့ခရီးစဉ်ကငွေကုန်ချေးချအရန်များခဲ့သလိုတခုခုအကြောင်းပြချက်ပေးရင်းဆိုဖို့လုံလောက်တဲ့အခြေအနေဘာမှမရှိဘူးလို့သမရကဆုံးဖြတ်ခဲ့ပါတယ်။ ပြည်သူတွေကစီးပွားရေးအကျပ်အတည်းအရာဖိအားတွေတက်ရောက်ခံစားနေရတဲ့အခြေအနေမှာအစိုးရအရာရှိတွေကအယံထဲဝါတဲ့ဒါမှမဟုတ်ငွေကုန်ကြေးကြများတဲ့အပျော်ခရီးမျိုးထွက်နေတယ်ဆိုတာဟာဘယ်ရှုထောင့်ကပဲကြည်ကြည်လုံးဝမဖြစ်တင်ကြောင်းအဲ့ဒီခရီးမျိုးကိုကိုပိုင်ငွေကြေးနဲ့တွားရောက်တာ ဖြစ်ရင်တောင်မှလက်ခံပေးနိုင်စရာမရှိကြောင်းသမရကပြောပါတယ်အီရန်အစိုးရအဖွဲ့ထဲမှာဒါဘီရီရဲ့နှစ်ရှည်လများဆွမ်းဆွတ်တမန်အလုပ်လုပ်ခဲ့တာတွေကိုသူ့အနေနဲ့လေးစားပြီးမြေယူသားမှု မျှတမှုပြည်သူတွေအပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုထိခိုက်လာနိုင်တဲ့ကိစ္စတိုင်းမှာတော့ဒါဘီရီကိုလည်းကင်းလွတ်ခွင့်ပေးထားလို့မရကြောင်းသမရကဆိုပါတယ်။ဒါဘီရီကတော့သူ့ရဲ့ပုံကိုရေးခရီးစဉ်ဟာဘာအမှားမှကျူးလွန်ခြင်းမရှိဘူးလို့ကောက်ွယ်ဖြည့်ရှင်းခဲ့ပေမဲ့သမရရဲ့ဆုံးဖြတ်ချက်ကိုတော့လေးစားလက်ခံမယ်လို့ပြောကြသွားပါတယ်။အစိုးရဝန်ထမ်းအလုံးဟာရိုးရှင်းစွာနေထိုင်ရမယ်လို့သတ်မှတ်ထားရှိတဲ့အခြေခံစည်းမျဉ်းကိုဒါဘီရီကချိုးဖောက်ခဲ့တယ်လို့သမရကပြောပါတယ်။ အထူးသဖြင့်နိုင်ငံစီးပွားရေးခက်ခဲကြက်တဲနေတဲ့ကာလမျိုးမှာအဲ့ဒီစည်းမျဉ်းကိုအစိုးရဝန်ထမ်းတွေကပိုလေးစားလိုက်နာပေးဖို့လိုတယ်လို့သူကဆိုတာပါ။အီရန်ဟာနျူကလ িয়ার လက်နက်တွေတိစောက်ဖို့ကြိုးစားနေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့အမေရိကန်ရဲ့စီးပွားရေးပြင်းပြင်းထန်ထန်ပိတ်ဆို့မှုတွေကြောင့်ရှုံးကန်နေရတာဖြစ်ပါရဲ့ရှင်။